မင်္ဂလာပါရှင်ရန်ကုန်ကတိ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။အခုတကောင်မှာတော့ NATO လေပိုင်းနဲ့နာရုရှားတိုက်လျင်နေခြင်းကန် NATO စစ်မဟာမိတ်ဖွဲ့လေပိုင်းနဲ့နာခြေကလာရုရှားစစ်လျင်တွေကိုဇာပြန့်ဟန်တာဖို့ဟန်ဂေရီလေတပ်တိုက်လျင်နဲ့ရေပေါ်ပြန်တက်ခဲ့ကြအောင်သိရတယ်။ စတေမလာ25ရက်နေ့တုန်းကရုရှားတိုက်နေနေကိုရေဒီယိုမှာထောက်လန်းတွေ့ရှိခဲ့တဲ့နောက်လီတူရေးနီးယားနိုင်ငံရဲ့စီရူလိုင်းမြို့မှာခြေစိုက်ထားတဲ့ဟန်ကီလီတက်ရဲ့ဂရင်းပန်တိုက်လေရင်တွေကဆက်စင်းပြန်တက်ခဲ့အောင်မို့ NDT ရဲ့စုပေါင်းလေတက်ကလူမှုကွန်ရက်မှာရေးသားတင်ပြခဲ့တယ်ရုရှားရဲ့တိုက်လင်စုစုပေါင်း900နိုင်ငံတကာလေကြောင်းပြန်တမ်းမှုလုံခြုံရေးစီမံတွေကိုမလိုက်နာပဲ NATO ဖွဲ့ဝင်နိုင်ငံတကူဖြစ်တဲ့လီဘီးရီးယားရဲ့လေပိုင်နက်နာအထိကြီးကပ်ပြန်တမ်းခဲ့ကြောင်း NATO ကဆွဆွဲတယ် ဟန်ဂရီတိုက်လေနဲ့ကရုရှားလေရင်နဲ့နာတိုလေပိုင်နဲ့ရဲ့ဝိတီရောက်သွားတာတေချောင်းစောင့်ကြည့်ပြီးရနောက်အချိန်ဆိုင်စကန်ကြီးပြောင်းလာခဲ့လို့သိရတယ်။နာတိုစုပေါင်းလေတပ်ကအဖွဲ့ဝင်နိုင်ငံတွေရဲ့လေပိုင်နဲ့ကိုတလက်မမကျူးကျော်မခံရအောင်စကတ်မလန်ချိန်ပြေစောင့်ကြည့်ကာကွယ်နေမယ်လို့ကြေညာခဲ့ပါတယ်။အဲဒီရုရှားတိုက်လေနဲ့ဟာ NATO ကိုလေပိုင်နဲ့ထယ်ဝင်ရောက်ခဲ့ရလို့နာတိုစုပေါင်းလေတပ်ကစွပ်စွဲခဲ့ခြင်းမရှိပါဘူး။အခုလထဲမှာနာတိုအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ပိုလန်၊ရိုမေးနီးယားနဲ့အက်စတိုးနီးယားတို့ဟာရုရှားဒရုန်းတွေနဲ့တိုက်လေနဲ့ပိုင်းနဲ့ကျူးကျော်ပြန်တက်မှုနဲ့ကြုံခဲ့ရလို့ဆိုရတယ်။ ်အက်စတိုးနီးယားရုရှားတိုက်နယ်တောင်စီက12မိနစ်ကြာအောင်နဲ့ကြော်ပြန်တန်းခဲ့တဲ့ဖြစ်စဉ်ပြီးမှာတော့နာတိုကနောက်ကျိန်လာတူထပ်ဖြစ်လာရင်အင်အားသုံးပြချမျိုးပါဝင်လိုအပ်တဲ့နီလာလုံးကိုအသုံးပြုပြီးတုံ့ပြန်မယ်လို့ရုရှားစီသတိပေးထားပါတယ်ရုရှားကတော့နာတိုရဲ့လေပိုင်းနဲ့ကိုရန်စကြည့်ကြော်ခဲ့ဒရာဂွန်ကြီးဆိုပြီးမဟုတ်မမှန်ဆွဆွဲချက်တွေတာဖြစ်တယ်လို့ဝေဖန်ထားပါတယ် ဆလဘီအဓမ္မစစ်သားစုဆောင်မှုဟာမြောက်လိုင်းကျိုးအတွက်ပြည်သူကိုတက်ရှိစီရောပြေတုံချနေရလို့ကဲနန်းနေကထုတ်ပြန်အာနာသိစက်ကောင်စီတက်ကပြည်သူလူထုကိုအဓမ္မစစ်သားစုဆောင်နေရလို့ရတဲ့စစ်ကောင်ဆောင်မြောက်လိုင်းကျိုးစီပွားအတွက်အဓမ္မတုံချနေရဖြစ်တယ်လို့ကင်မျိုးတော်လွတ်မြောက်ရေးတပ်မတော်ဗဟုစစ်ဌာနချုပ်ကဒီကနေ့စနေမလာ26ရက်နေ့မှာတော့ပြန်နေစစ်ကောင်ဆောင်မြောက်လိုင်းသွားနေတဲ့နိုင်ငံကြီးခင်ချင်းနဲ့ဖောက်ပြန်တဲ့စနေဟာ ြည်သူတရလုံအားထောက်ရကျွံပြေးတာဖြစ်တယ်လို့ပေါ်ပြရတယ်။သူတို့သူ့ဂျိုးစီဘောအတွက်နဲ့ကျူးလွန်ထားရဆွေးမှုတွေအားပြည်သူကတရားဥပဒေနဲ့ညှိတန်းခတ်ခြင်းမှရှောင်ရှားစစ်တပ်နဲ့ကာကွယ်ထားတယ်။ထိုစစ်တပ်ကဖက်ဆစ်စစ်တပ်ပြည်ပြည်သူလူထုတရလုံပေါ်ရဆွေးမှုကျွံလွန်တဲ့တပ်ဖြစ်တယ်လို့ KNL ရဲ့ထုတ်ပြန်ချက်မှာပေါ်ပြပါရတယ်။ စစ်တပ်တွေကိုပြည်သူတွေဝင်ရောက်ဖမ်းဆီးလို့စိတ်မရှိအားလက်ရှိစစ်တပ်အတွင်းပြုံတိအင်အားများလာတဲ့အကြောင်းပြည်သူစစ်မှုရန်ဥပဒေကိုထုတ်ပြန်ပြီးအဓမ္မစစ်သားစုဆောင်ဖြစ်တည်နေရတယ်လို့ KNL ကထုတ်ပြန်တယ်။အဲဒီစစ်သားတွေနဲ့မိသားစုဝင်တွေကိုပုံစံမျိုးစုံနဲ့အကြက်ကန်ရေးယူတာချိန်ချောက်တာဝါရမိုင်းတိုက်တာတွေတဆိုင်မမတ်လုပ်နေတယ်လို့ရှင်ရဲစစ်မျက်နှာမှာအဓမ္မစုဆောင်ထားတဲ့စစ်သားတွေကိုအသိစိတ်ကဲမဲ့စေဖို့မူရည်စေဝါတိုက်ကြွေးပြီးတက်ရှိစစ်ယူအနေနဲ့ ကံကရုတ်လုံနေရဖြစ်ကြောင်းဖော်ပြရတယ်။မင်းအောင်လိုင်းရဲ့လုံရဟာပြည်သူလူထုသားသမီးတွေအသက်ချောင်းကိုခြံစည်းရိုးတိုင်းတစ်ချောင်းလောက်တောင်တမုံမထားပဲလူသားတိုင်းဖြစ်တနိုင်ငံလုံးကြကြပြက်ပြက်အသုံးချနေရကိုပြည်သူတရားလုံးသိစေရတယ်လို့ KNL ကထုတ်ပြန်ပါတယ်။ခါနာသိန်းစစ်တပ်နိုင်ငံတော်ဝင်လူငယ်တွေကိုတိကထားပြီးညမျိုးစုံနဲ့စစ်သားစုဆောင်ပြီးအချိန်တိုစစ်တင်နေပြီးရှေ့တန်းစစ်မျက်နှာစိန်လုံနေရအပြင်တိုက်ပွဲတွေမှာရှေ့ဆုံးကလူသားတိုင်းတွင်စစ်တိုက်ခိုင်းနိုင်လှုပ်ဆောင်လျက်ရှယ်လို့ကရင်ကချင်းနဲ့ရခိုင်လိုက်ပွဲမှာတော်လိန်ဖွဲ့တွေစီကိုလင်းဝင်ခဲ့ကြတဲ့စစ်ကောင်စီတပ်သားတွေကပြောပါပြောထားပါတယ်။ ဆက်လက်ပြီးဗမာမာစစ်တပ်ထိုးစစ်ပြန်ဆပြီးတိုက်ပွဲဖြစ် KI လမ်းနက်ကြီးကြောင့်ရရှိပအဝင်စေကောင်းစီတင်းဆုံးမှုရှင်ကချင်ပြည်နယ်မှာမြို့မှာအနာသိန်းစစ်တပ်ကထပ်မံထိုးစစ်ဆင်လာလို့တိုက်ပွဲဖြစ်ပွားနေကြောင်းကချင် စစ်ရဲသတင်းမြစ်ကပြောတယ်ပြေကန်ရပိုင်းနေကလေးကစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာလို့တိုက်ပွဲဖြစ်နေရလို့သတင်းမြစ်ကပြောပြီးစတင်မာ25ညနေပိုင်းတိုက်ပွဲမှာစစ်တပ်ထိနာခဲ့လို့ဆိုတယ်လက်နက်ကြီးထိလို့တိုင်မှုလို့ယူဆရတဲ့အရာရှိပအဝင်စစ်ကောင်စီတပ်ဖွဲ့ဆဲကြော်တင်ဆုံးမှုရှိတယ်လို့သတင်းရကြောင်းပြောပါတယ် ဒါပေမဲ့အဲ့ဒီသတင်းချက်နဲ့ပတ်သက်ပြီးတော့တိကျတည်ပြနိုင်ကြတော့မရှိပါဘူး။အာနာသိန်းစစ်တပ်အောက်ဂုစလာဇမ်းမှာဘုံမမြုပ်ကိုရေချောင်းကနေဆလနဲ့အရောင်ဖြစ်တယ်ပြီးမြေပြင်ထိုးစစ်ပြန်လဲလုပ်ခဲ့လို့အောက်ဂုစလာအတွင်းတိုက်ပွဲတွေစတိုက်ပြင်းထန်ခဲ့တယ်။လေကြောင်ဒရုန်းများပြောင်းအုံပြတိုက်ခိုက်ခဲ့တာကြောင့်ကချင်လုံးလိုက်တမတော် KI ပူပေါင်းတဲ့တိုင်းနိုင်ငံချုပ်ကိုလည်းလက်လွတ်ခဲ့ရတယ်။စဲကောင်စီကဝိုင်းမော်မျိုးနဲ့လမြန်ဒေတာနဲ့ဆော့လော်လန်ဆဲဒေတာမှလည်းထိုးစစ်ဆင်မွေးလုံးနေပေမဲ့ KI ပူပေါင်းတဲ့တိုက်ခိုက်မှုကြောင့်ရှေ့မတွန်းနိုင်မဲ့အထင်အလျက်ရှိပါတယ်။ ကချင်ဒေသစစ်အခြေအနေတွေကို KAI သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူတန်ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ဆက်လက်ပြီးကြောင်မဲမြို့နယ်ရှစ်မိုင်ခန့်ကွာမှာတိုက်ပွဲပြင်းထန်နေရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်နဲ့ရှစ်မိုင်ခန့်ကွာကစက္ကန်းတာကြာနီမှာစစ်ကောင်စီတပ်နဲ့ TNL တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကဝိုင်တွဲနဲ့စစ်လိုက်ပုံကျဲနေလို့မြို့ပေါ်ကဒေသခံတွေဘေးလွတ်ရာအမြန်ရှောင်ကြဖို့လူမှုရေးအဖွဲ့တွေကတိုက်တွန်းကြတယ်။ စကန်တော်ရွာကိုစစ်ကောင်စီတပ်ကစတင်ပါ25ရက်နေ့နဲ့ညနေပိုင်းကစပြီးဝိုင်းတွဲနဲ့ပုံလုံး80ကျော်ကျင်းချပြီးနောက်ထပ်ဆက်ပြီးဘုံကျဲနိုင်ခြင်းရှယ်လို့ကြောင်းမျိုးခန့်ကပြောတယ်။စတင်ပါ24ရက်နေ့မှာနိုင်ခန့်ရွာကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးကျဲအောင်နေတောင်အတဲတွေမှာစစ်ပင်းရှောင်နဲ့တန်ကားတို့တပါအပောင်းဝင်စစ်သားမိသားစုတောင်းတနန်းနဲ့ပြတ်သက်ခံရပြီးအဲ့ဒီမိသားစုကမင်းကလေးငတ်တော်ကအဓမ္မပြုချက်တပ်ဖြတ်ခံခဲ့ရလို့ဒေသခံသတင်းမြစ်တွေကပြောတယ်။ စတေမာ25ရဲ့နှွေးလေးချောင်းတိုက်ခိုက်မှုမှာထိခိုက်ပျက်စီးမှုတွေတော့မသိရသေးဘူးပြည်ခဲ့ဇူလိုင်လမှာနောက်ချုံမျိုးကိုပြန်လည်တန်းယူပြီးရတော့ဩဂုတ်လ19ရက်ကစပြီးကြောင်မြမြို့နယ်နောက်ပိတ်တိုက်နယ်ကိုစစ်ကောင်စီတပ်စစ်ကြောင်းရောက်လာပြီးနောက်ထိရနယ်လီပီတက်ဘဘောတပ်တွေနဲ့စစ်ကောင်စီတပ်တိုက်ပွဲဆက်တင်ဖြစ်ခဲ့တာပါကြောင်မင်းမျိုးကိုချိန်တိုတွင်ပြန်သိမ့်မယ်လို့စစ်တပ်ဝါအဖြစ်လူမှုကွန်ရက်တွေကကြုံဝါခဲ့ပေမဲ့တလားကျော်ကြာရတဲ့စစ်ကြောင်ရှေ့မတိုးနိုင်ဖြစ်ခဲ့ပြီးရနောက်အဲဒီစစ်စင်နဲ့ပတ်သက်ပြီးတာဝန်ရှိဆုံးဖြစ်တဲ့ကာဆာထာနှင့်မူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုစစ်ကောင်စီကရာထူးဖြုတ်ချပြီးရန်ရာကိုပို့ခဲ့ပါတယ်။ ူနေရာမှာကာဇာတငါမှုဒုတိယဗိုလ်ချုပ်ကြီးဆုံးမင်းလက်နဲ့ဆောင်ထုတ်လိုက်တဲ့ကြောင်မျိုးကိုပြန်လည်ရရှိအတွက်အင်အားသုံးပြီးထိုးစစ်ဆင်လာနိုင်လို့မြို့မှာကျန်တဲ့ပြည်သူအနေနဲ့ဘေးလွာကိုအမြန်ရှောင်ကြဖို့ရှမ်းမြောက်ကလူမှုဖွယ်ရေးကတိုက်တွန်းကြပါတယ်ကြောင်မျက်နှာတိုက်ပွဲအတွင်းမှာစစ်ကောင်စီတကထိခိုက်ဒေဆုံးမှုများနေလို့ပြည်ဦးလူမျိုးခန့်တောင်းကပြောတယ်။ကြောင်မျက်နှာတွေကစစ်ပေးဆောင်ပြည်သူတွေကလာရှုံးတဲ့ဒီပွဲမျိုးမှာအများအပြားတင်းချောင်းနေကြပါတယ်။ ဆက်လက်ပြီးတောင်သာမြို့နယ်ရုံးစီကြီးရွာမှာတက်ဆွဲတဲ့စစ်တပ်ကပြည်သူတွေကိုရဲဆက်ဆက်တပ်ဖြတ်ပြီးအသက်16နှစ်ကနေ56နှစ်ရွယ်အမျိုးသမီးချောက်ကိုအုပ်စုဖွဲ့မတိန်ချင်းမလေးတိုင်းတောင်သာမြို့နယ်ရုံးစီကြီးရွာမှာတက်ဆွဲတဲ့ဂျပန်ဖက်စစ်တပ်ကဂျေးရနေပြည်သူတွေကိုရဲဆက်ဆက်တပ်ဖြတ်ပြီးအသက်16နှစ်ကနေ56နှစ်ရွယ်အမျိုးသမီးချောက်ကိုအုပ်စုဖွဲ့မတိန်ပြုကျင့်ခဲ့ကြောင်းဒေသပြည်သူတွေကပြောတယ် စတင်မာလ10ရက်နေ့ကစတင်ပြီးမလိုက်မြို့ဘက်ကနေလာရောက်ပြီးတောင်သာမြို့နယ်ရုံစီကြီးအမှတက်ဆွဲထားအင်းချံမြို့ကနေတီရာရွမွေပြူစောထင်းနဲ့မှော်ပြီးရဲတဲအင်္ဂါကရဲတွေကကျေးရနေ16နှစ်ကနေ56နှစ်ရွယ်မျိုးသမီးကြောက်ကိုအောက်စုဖွဲ့မတိန်ပြုကျင့်ခဲ့ခြင်းဖြစ်ပါတယ်။မဆိုးပါပြူစောထင်းနဲ့ရဲတွေကရုံစီကြီးရွာသား45နှစ်ရဲ့ကိုရဲကိုလည်းအောက်ကျောင်းတိုက်တွင်ဖမ်းဆီးခေါ်ဆောင်မိတဲ့ဖြစ်ကရုံလောင်းကိုမိရှုဖျောက်ဖျက်ခဲ့ကြောင်းထို့အပြင်ဆေယောကခန်းစားနေရကျေးရနေပြည်သူအသက်56နှစ်ရွယ်ဦးတောင်ညွန့်ကိုလည်း၎င်းနေအတွင်ခြေလက်တွေဖျက်ကတပြန့်ခဲ့ကြောင်းသိရတယ်။ စတင်မာလ15နဲ့16 18ရက်နေ့တွေမှာရုံးစီကြောင်မှာတက်ဆွဲထားပြီးစော်ဒီနဲ့မှော်ပြီးရဲတိုင်ကရဲခွေတွေကမျိုးသမီးချောက်ကိုအုံစုဖွဲ့မတိန်ပြုကျင်းခဲ့တယ်မျိုးသမီးတွေကိုပြစ်တက်မယ်လို့ချိန်ချောက်ပြီးအဲ့ဒါမှပြုကျင်းခဲ့တာပါပြူစော်ဒီရှိကောင်ကသူတို့အုံစုဖွဲ့မတိန်ပြုကျင်းခဲ့တာတွေးထွက်လွန်နေလို့အခုထိစိတ်ကူသွားနေရတယ်ကျေးရနေမျိုးသားနှုတ်ကိုလည်းစစ်ခွေတွေကရဲဆက်ဆက်တဖြတ်သွားလို့ဒေသပြည်သူတွေကပြောဆိုထားပါဗျ။နောက်ဆက်အောင်ပြကြရတဲ့တွင်ကျေးဇူးတင်ရှိပါရရှင်။